အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူပြင်မနာမြင့်လာရေးသားတော့ပန်းစိတ်တင်သည်လေလွင့်လိုက်ပြလို့အမည်ရတဲ့ရသဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာပန်းစိတ်တင်သည်လေလွင့်လိုက်ပြဒီလိုနေရာမျိုးမှာသူ့ကိုမတွေ့ခြင်းမမြင်ခြင်းတာအမှန်ပါသူ့မျက်နှာကိုရုတ်တရက်မြင်လိုက်ရစေမှာကျွန်တော်ရင်တွေတဒိန်တွေမိဟိမိတုံနေ ခုန်နေခဲ့သည်ကြောက်စီဟာလန့်စီဟာတရဝရကောင်နဲ့ရင်ဆိုင်တွေ့လိုက်ရတယ်လို့ထိတ်လန့်ခြင်းအံဩခြင်းမျိုးဖြစ်ခဲ့ရသည် ကြည်လေရန်ကုန်မှဖောင်ကြီးသွားတော်လံမယန်းချောင်းလိုနေရာမျိုးတွင် သူ့ကိုမြင်ရလိမ့်မည်ဟုဘယ်တော့ကမှမတွင်မီမထင်မိတာအမှန်ပဲကျွန်တော်စိတ်ထဲမှာအိမ်မက်လေလာတကယ်လေလာဟူ၍ဝိုးတော်ဝါဖြစ်နေမိသေးသည် သူ့ကိုယ်တိုင်လာရောက်နှုတ်ဆက်မှတိတိကျကျကြည့်ပြီးသူ့မှန်တည်ခဲ့ရသည်ရိုးရိုးသားသားပြောရလျင်သူ့ကိုကျွန်တော်လုံးဝမမှန်မိသူ့ဘဝကံတရားသည်ယခင်နှင့်ယခုကွာခြားမှုကမယုံကြည်နိုင်စရာကြီးမဟုတ်ပါလား ကျွန်တော်ဆက်ရတွင်းနေသည်နှစ်40ကျော်အတိတ်ကာလစီသို့ပြန်လည်၍ရောက်ရှိသွားခဲ့သည်။အော်စိုးခန့်စိုးခန့်ကျွန်တော်တို့အခြေဆုံးတငယ်ချင်းတစုတွင်စိုးခန့်တယောက်လည်းပါပါသည်။စိုးခန့်သည်ကျွန်တော်တို့အဖွဲ့ထဲသို့အလဲရန်ចောင်းသားဘဝတွင် ရောက်ရှိလာခဲ့သည်။မြို့အနောက်ဖက်ចောင်းတောင်ပေါ်ရှိ KEM ចောင်းတွင်1950ခုနှစ်၌အစိုးရလဲရန်အောင်မြင်ခဲ့သည်။ 1952ခုနှစ်တွင်မြို့အခြေဘက်အစုံမှရှိသည့်အမှတ်၁အစိုးရအထက်တန်းအကြောင်းသို့ပြောင်းချွေခဲ့သည် ပြည်စမာရန်ကျောင်းသားဘဝတွင် အင်္ဂလိပ်အခရာအီးဘုံတံဆောက်လုပ်ထားသောကျောင်းတစ်ကြီးရင်ဝင်ကိုခုံဝင်ခဲ့ရသဖြင့်အလွန်ပျော်ရွှင်ရသည်။ကျောင်းတော်ကြီးမှအခြေဘက်သို့လှမ်းမြောက်ကြည့်လျင်ခန္ဓာလာပသောခင်မိတရားဆက်ကြီးအဝေးစီတွင် ခဲသားအယောင်ခဲသားအယောင်တောင်ထိပ်ပြားပေါ်၌ထုံးပြူဖွေးဖွေးဖြင့်အေးချမ်းစွာဆန်းနေတော်မူသော စင်ဖြူတော်ဖျားနှင့် လေတွင်တောင်ဖျားများကိုတဘာဝမကြီးကားတစ်ချက်လိုဖူးမြော်ရမည်ဖြစ်ပါသည်ကျွန်တော်တို့အကြောင်းနှင့်မလမ်းမကန်းတွင်ဆက်တန်းအောင်ចောင်းသားများတက်ရောက်နေသောစိုက်ပျိုးရေးတိတ်ပံចောင်းတော်ကြီးနှင့်မှိုင်းညွတ်နေသောကြံကင်းများကပန်းနှံရလာပါပေသည်အုတ်ကျုံမိုးအနေနဲ့နိုင်ရန်ဖြူဖြူနှင့်တမူထူးခြားခန်းညားထဲဝါနေသောအမှတ်၈အထက်တန်းကျောင်းတော်ကြီးသည်ပြင်မနာမျိုးကြီးကျက်တည်ရဆောင်လည်းဖြစ်ပါသည်ကျွန်တော်တို့ကျောင်းတော်ကြီးသည် မျိုးကြီးအခြေဘက်အဆောင်တွင်ရှိသည့်ဖြင့် ကျောင်းတို့ဆက်ပိမြင်းလေမော်တော်ကားတို့ဖြင့်သွားကြပါသည်လွယ်အိတ်ဆက်လက်တိုင်း၏လုံကြီးတိုးတိုးဝှက်ပြီးရှည်ကျင်ကျောင်းတဲ့သူများလည်းရှိပါသည်ထို့သောကျောင်းတဲ့ရာတွင်ရှစ်စရာဒလေးစရာတစ်ခုကယနေ့တာရင်းနေခိုက်နေမိပါသည်ကျောင်းတဲ့ချိန်နီးနေလျင်ရှည်ကျင်ချောင်းနေသူများကိုစပိန်ရှိသူများကခေါ်တင်၍ကုညီတတ်သောအလေးထားသည်ပီတိဖြစ်စရာမဟုတ်ပါလားဒီမှာပင်ကျွန်ုပ်တို့ဇက်လိုက်ကြီးစိုးခန့်အကြောင်းကဆားရမည်ဖြစ်ပါသည် စပိန်ရှိသောအကြောင်းသားကျောင်းသူများသည်ယောက်ျားမိန်းမမ၍ကျောင်းတော်ကြတော့မြင့်ရှေးချင်းရှောက်လာသူများကိုတင်ခေါ်လေးရှိကြပါသည်ဆိုခန်းကဒီလိုမဟုတ်ယောက်ျားလေးများနှင့်ကလေးများကိုမခေါ်မိန်းကလေးများကိုသာမရမကခေါ်တင်နေရှိပါသည်ကျွန်တော်ဇလန်းတွင်ဆိုခန်းသည်အ धिक ဇာကောင်ဖြစ်နေသည်ဖြင့်သူအကြောင်းကိုတည်တည်ချာချာမပြောရမဖြစ်ပေဆိုခန်းသည်တာမန်လိုမဟုတ်အထက်တန်းကျောင်းသားကျောင်းသူများ၏စိတ်ဝင်စားခြင်းခံရသူဖြစ်ပါသည် အကြောင်းချင်းရာကိုရှင်းပြမှာဖြစ်ပါမည်။စုခန့်၏ရုပ်ရည်ယူပကာကိုမြင်သာအောင်နှိုင်းရှင်ပြရလျင်၊ကွယ်လွန်ချပြီဖြစ်သောရုပ်ရှင်မင်းသားကြီးဝင်းညွန့်လိုရုပ်ရည်မျိုးဖြစ်ပါသည်။ဟေးကောင်ဆိုးညွန့်၊ဆယ်တန်းတွေပါလီလုံးမနေနဲ့ရံကုန်တက်ပြီးရုပ်ရှင်မင်းသားသာလို့မင်းကြီးဝါမှာပဲ။စုခန့်စိတ်ကူးမလွဲနဲ့နော်။မင်းတို့ရုပ်ရည်မျိုးနဲ့ဆိုဇက်လိုက်ဖြစ်မှာတေချာတယ်။ဟေးကောင်လေလမ်းဖယ်ပေးကြမင်းသားလာနေပြီ။ ။ယောက်ျားလေးတဲ့ငယ်ချင်းများဤမယိုးနိုင်သောစကားတံတွေဖြစ်သည်။မိန်းကလေးအပေါင်းအသင်းများကပါပါလိုက်သေးသည်။ကိုခန့်ကြီးရုပ်ရှင်ဇက်လိုက်သွားလို့တော့မယ်ဆို။ကိုစိုးခန့်မင်းသားဖြစ်သွားရင်သူများတို့ကိုမမေ့နဲ့နော်။အယားချင်းမျက်နှာမှာနှိမ့်စတို့ကကြားနေရသောစကားတံများကစိုးခန့်ကိုဘဝင်လေဟတ်ကျဉ်တဲ့သွားစေမိမှတေချာသည်။စိုးခန့်လည်းလူသားပဲလေ။ဘဝင်မြင့်မီဆိုက မြင့်ထိုက်ပေသည်။စိုးခန့်ကလည်းစိုးခန့်ပါပဲ။ကြည်လေ။ အရမ်းမောင်းက9ပြီ9လမခန့်အသားကမဖြူမညိုမျက်လုံးမျက်ခုံးနားရန်နှုတ်ခမ်းဘာမှပြောစရာမရှိမင်းသားကြီးဝင်းညွန့်အတိုင်းမှာဆိုပြီးသားပါပဲခေါင်းကအမောက်မှာဘယ်ဒီကလေးခေါင်းဘယ်ဒီကလေးခေါင်းလင်းစီပြင်းတောက်ပြောင်နေသည်အင်းကြီးဆိုလဲဒက်ထရွန်ဒက်ထရွန်စပန်အကောင်းကြများ လုံကြီးမှာ စိတ်ခွန်လုံကြီးအျော်ပလီကတ်စသည်များ ဖနှံ့ဆိုလျင်မြားနဲ့မှာမြားကန္နမတစိစေရင်ကလေးပါမန္တလေးဖနှံ့မှာစီးပါသည်တူလာလျင် အားလုံးတတိမပြုတ်ပဲနေပြီမယအိဗနီအင်ပယ်ရီရေမွေးနာက ထောင်းကနေတင်းပြန်လာသည်စီးတော့ရင်စပိန်ကိုလည်းကြီးလိုက်ပါဦးထိုစဉ်ကဈေးအကြီးဆုံးနဲ့နောက်ဆုံးပေါ်ဟန်ပါညိုစာစပိန်အသည့်ချက်ချုပ်ကိုထဲလဲစီးသည် စပိန်မှာလည်းရှေးမီးနောင်မီနောက်ကြည့်မှန်ပဲညာအရှိဘာဒန်နဲ့ထိုင်ကုန်ကိုဂရီဘာဘဘွားများဖုံးအုပ်အလှဆင်ထားသည် စပိန်လက္ခဏာဖက်တွင်အတန်တရာသောဘဲနှစ်ခုတက်ဆင်လာပြီးအခြားစပိန်များနှင့်အတန်မတူအောင်ဖန်တီးထားသည်။အင်းကြီးအရဲတွင်ပကားဖောင်နေနှချောင်းနှင့်ငွေတရာတန်စိမ့်စိမ့်များကအထက်လိုက်။အုပ်စဘောရုပ်စရောဆိုတာစိုးခန့်လိုလူမျိုးကိုပြောတာထင်ပါရဲ့။စိုးခန့်ဤနောက်ဆက်နောက်ဆက်တွဲဂုံလူများကရှိပါသေးသည်။ရွှေမင်းသာဖိုးစုံပြူရန်ကြိုက်တဲ့နှင်းစီခိုင်။စိုးခန့်လာသည့်နေရာတိုင်းတွင်ယောက်ျားလေးမိန်းကလေးများဝိုင်း၍ကြည့်ကြစမြဲဖြစ်ပါသည်။ စိုးကနေစပိန်နေစီနေအမှန်နဲ့အစိုးရအထက်တန်းကြောင်းကန္နာအကြောင်းတို့ကိုရွှေစင်ညိုလိုလှက်လှည့်၍မိန်ကလေးအချောလာလေးများကိုရှာလေးချီပါသည် ထိုများအနေမတင်တဲ့သူနှင့်ရင်းနေသောတငယ်ချင်းများကိုခေါ်ဆောင်၍လေဝေးမျိုးအထိစပိန်များဖြင့်မိမလများအားရှာဖွေလေးရှိပါသည်ဟုတ်သောဟူသောအမြင်နဲ့လိုက်အောင်ဆွန်လဲဆွန်သည်ရည်စားပေါင်းလဲမနှဲလာပေတိုးတော်ရည်စားတယောက်ကိုရှောက်လာခဲ့နာတွေ့ပြီးလမ်းခွဲလေးရှိပါသည် ရုပ်ရှောငွေပေါ်အပြောကောင်လက်ရဲဆက်ရဲနှင့်အိဒိယာချန်ကျင်းနေသူဖြစ်တဲ့ဖြင့်တော်ယုံတန်ယုံမင်းကလေးများသည်စိုးခန်း၏မာယာကျော်ကွင်းမှလုကင်းရန်ခဲရင်လာပေသည်မင်းကလေးကျော်ကျော်လေးများကိုသူ့စပင်းရှိဘာနန်းပေါ်တွင်ဟောတယောက်ဟောတယောက်လိုဆယင်းကောက်မနိုင်အောင်တင်စည်း၍တွားခဲ့သည်ပန်းလာဥယင်သားမှလက်ပြတကောင်လိုတောင်မြောက်ဝဲပြန်ကတာယာနေသောစိုးခန်းပါပေအိမီခိုင်ရွှေပတီတောင် ရွှေပကြီးတော်မှန်ရမယ့်အေမီခိုင်အေမီခိုင်လာချက်ကကန်းကုံတယ်ကို့လူတို့မျိုးမှာဒီလိုအလားမျိုးတစ်ခါမှမတွေ့ဘူးသေးဘူးခင်းဆန်ချက်ကလည်းဘယ်မင်းကလေးမှမရှင်းနိုင်ဘူးလူပြိုကာလာသားများ၏နှုတ်ပြားတွင် ရေပန်းစားနေသောအေမီခိုင်သည် အမှန်တကယ်ထူးထူးခြားခြားရှိလာသည်ဟုဆိုကြပါသည်ပုရိသယောက်ျားလေးများတစ်ခါကြည့်ပြီးလည်းရင်နောက်တစ်ခါလဲပြန်၍ကြည့်ရလောက်အောင်ဆွဲဆောင်မှုရှိပါသည် မိန်းကလေးတယောက်ရဲ့အလှကိုဗတုံးရောင်ကေတာရွှေသမင်းမျက်လုံးဇင်းရော်တော်မျက်ခုံငရန့်ကိုလုံးစသည်ဖြင့်တရဝါအကောင်များနှင့်တင်းစား၍စာမဖွဲ့ခြင်းပါအေမီခိုင်းရဲ့အလှကိုပေါ်လွင်အောင်ရှင်ပြရလျင်ရှေးရခင်ကမင်းသမီးချောရှန်ဟဲမန်ရှန်ဟဲမန်မေရီမြင်းယခုအရာပြောရလျင်ရုပ်ရှင်ဗီဒီယိုတရုပ်ဆောင်နန်းနာလိုင်းတကဲ့သို့လှပါသည်ကြည်လေအရာမောင်းကငါးပြီတတာခန့်အသားကဖြူနုနု ။နမောင်သည့်သပင်ကိုကြောလေအထိဖြန့်ဖြန့်ခင်းထားသည်။မြေကောင်းခတ်သေးသေးကို စေးတင်ဆွဲထားသည်။မျက်နှာဝန်းကရှုံးလက်နေရသည့်အထက်ချွေမျက်မှန်တက်၍ရင်သက်ချွမောစေသည်။နှင်းစီကုန်ဖူလိုနှကန်းဆောင်ကို အနည်းရဲရဲအမြဲဆိုးလေးရှိပါသည်တဏ္ဍာရီကျဲလိမ့်ကြသောအကြောင်းသားအကြောင်းသူများအကြတွင် နေ့စဉ်မိကလိမ့်ပြီးအကြောင်းတက်သောသူအလှကပြိုင်ပကင်းသည်ဟုဆိုကြပါသည် အေမီကိုင်းဒီသူ့ရဲ့မိဘနှစ်ပါးနဲ့အတူရန်ကုန်မြပြောင်းလာသူဖြစ်ပါသည် အကျိုတက္ကသိုလ်ဝန်ထမ်းဖြစ်ရန်ကျွန်တော်တို့အကြောင်းတို့ပြောင်းလာသူဖြစ်ပါသည်ပြည်လျံတော်ဘန်ဒဝင်းကြီးရတို့လက်ပြဗရုံတို့တယုံယုံရေဝဲရှင်းကလာကြသည်မှာဓမ္မတာဖြစ်ပါသည် ရာမနရာမယနဇတ်တော်ကြီးတဲ့တွင်တီရာမင်းသမီးကိုခွနပြီတော်မင်းသားတို့အယားယူခြင်းကြသလိုအေမီခိုင်ကိုလည်းကျွန်တော်တို့မျိုးကအကိုကာလာသာတိုက်တို့အပြိုင်လိုက်၍မြစ်တာချက်ပန်း စွလန်းရန်အစွမ်းကုန်ကြိုးစားခဲ့ကြသည်ထိုအထဲတွင်စိုးခန့်လည်းထိတ်ဆုံးမှပါပါသည်မိန်ကလေးရထားကျွမ်းသောစိုးခန့်သည်အေမီကန်ကိုရှင်းကပ်ရန်နီးပြူဟာရှာနေသည်တချို့တွင်စိုးခန့်အတွက်အကြက်တဲများရှိနေသည်မြို့ကန်လူငယ်တော်တော်များများစိုးခန့်နှင့်အပြိုင်အေမီခိုင်းမြစ်တာရနိုင်ဖို့ကြိုးစားခဲ့ကြသည်စိုးခန့်နှင့်ပတ်သက်၍ပြောစရာတစ်ခုကြံခဲ့သည်စိုးခန့်သည်ပြင်မနာချက်မြုပ်ဇာတိမဟုတ်ပေကြီးတောင်ကန်ဘက်မှကြောင်းလာတတ်သော တောတထေသာဖြစ်ပါသည်မိဘများကတဝူဒီသောအတမို့ပညာတတ်တယောက်ဖြစ်စေခြင်းလာသည်ပြင်မနာမျိုးလည်းကြောင်းမျိုးလည်းကောင်းမှာရှိသည့်မိတ်ဆွေတို့၏တိုက်တွင်ထား၍ကြောင်းတက်စေခဲ့သည်နေစရိတ်စားစရိတ်ကြောင်းတည်းများအတွက်လိုလေသည်မရှိအောင်ငွေကိုထောက်ပံ့ပေးခဲ့သည်တောသားရဲ့ဆွဲထုတ်မရလို့ကျွန်တော်တို့တငယ်ချင်းဆုခန့်အတွက်မပြောရက်ပါတူစီရိုင်းနဲ့တူရိုက်တူကန်ဟုသဘောထားလိုက်ပြီအေမီခိုင်ရုပ်ချောအိုးစဘောတလောက်သဘောကလည်းကောင်းသည် သူရဲ့မျက်နှာသည်အမြဲတမ်းပြုံးရွှင်နေတတ်ပြီးအလှမှန်တွေဒဏ္ဍာမှန်တွေမတွေ့ရပေသူ့ကိုနှီးမျိုးစုံအလှအမျိုးစုံမှရှင်းကပ်လာကြသောယောက်ျားကလေးများကိုလည်းရင်းရင်ကြီးကြီးတိမ်တိမ်မွေ့မွေ့ဖြင့်ရှောင်လဲခါထုတ်ခဲ့သည်ရင်းနှီးခင်မင်စွာဆက်ဆံတတ်သည်ဖြင့်မရှင်းမရဲဖြစ်ကြရသည်အေမီမှာရှစ်သူရှိတယ်သူကရန်ကုန်တက္ကသိုလ်မှာကျောင်းတက်နေတယ်သူကလွယ်ပြီးဘယ်ယောက်ျားလေးကိုမှစိတ်ဝင်မစားဘူးအထူးသဖြင့်နေကတောပုံတွေအေမီကြည့်မရဘူး အေမီကသူသဘောထားအမှန်ကိုတငယ်ချင်းများအားပြောပြလေရှိပါသည်ထိုကြောင့်ဆိုးခန့်နာတို့ရောက်သွားသောအခါဆိုးခန့်နေဖြင့်ပို၍မကြင်မနက်ဖြစ်ခဲ့သည်အေမီခိုင်းကိုအပြန်ကြိုးစားကြိုးစားကြသူများအားလုံးပြုံးပြုံးလေးနှင့်ငင်းပယ်ခြင်းခံခဲ့ရကြသည်ရည်စားပေါင်းများများစွာကိုနှစ်ခါမပြောရဘဲအောင်းဝဲရခဲ့သောဆိုးခန့်တယောက်အေမီခိုင်းနှင့်ကြားမှနှက်ပြက်ခံလိုက်ရသည်အိဒိယကျန်းကြေသောဆိုးခန့်ကမလျှော့ ရာမယနာဇတ်တော်ကြီးတွင်ခွန်နပြီတော်မင်းသားများနှင့်ဒသဂိရိဘလုံးမင်းတို့မတင်နိုင်သောလေးကို မတင်နိုင်သောလေးကိုရာမမင်းသားတင်နိုင်တဲ့ပြင်တိရာဒေဝီကိုရရသွားခဲ့သည်ပြန်ပယ်များအလုံးမကြင်မနှက်ဖြင့်လက်လျှော့ခဲ့ကြသည်ထို့တူပင်အေမီခိုင်ဒီဟူသော အလှဧဂရီ၏မေတ္တာရှိပန်းကိုဆင်မြန်သွားနိုင်ခဲ့သောဆိုးကန့်ကိုပြန်ပယ်များကအမှောင်ပြစ်ချင်းအမှောင်ကျိတ်ဖြစ်ခြင်းလောက်အောင်မနာလိုမရှိစိတ်ဖြစ်ခဲ့ကြသည် ရှမ်းကန်ကြီးပေမှာဘတ်စကတ်ဘောကွင်းတွင်ကျွန်တော်တို့ကစားနေကြသည်ညနေသော၌စိုးကန့်သည်သူစပိန်ဘားတန်းပေါ်၌အီမီခိုင်ကိုတင်၍ရှမ်းကန်ကြီးအားမြူးပြော်စွာပတ်နေခဲ့သည်အီမီခိုင်သည်လည်းပီတိအပြုံးချင်းပြန်၍စိုးကန့်၏ရင်ဘတ်ကိုကြောမိပြီးပတ်ဝန်းကျင်နှင့်လောကကြီးကိုမေ့နေလေသည်ကျွန်တော်တို့အားကစားတငယ်ချင်းတစုသည်လည်းလူပြိုပေါင်းများဖြစ်ရာအရှိရင်၌လက်တွေ့အကောင့်ထဲမဖော်ပြနိုင်သဖြင့်တစ်ဖက်သက်အရှိတို့ကျိတ်ဘိုးအရှိတို့တော့ရှိခဲ့ပါသည် ကိုယ်စိတ်တဲကကိုရွေးချယ်တတ်မှတ်၍စိတ်ကူးဖြင့်သာယူနေကြသူများဖြစ်ပါသည်ချက်ချက်နှင့်မကွယ်မဝက်ဝန်ခံရလျင်ကျွန်တော်လည်းထိုအထဲတွင်ပါဝင်ခဲ့သည်တငယ်ချင်းစိုးခန့်အကြောင်းပြောပြီးကိုအကြောင်းကိုလည်းမပြောလျင်မဖြစ်ပေလင်းလင်းသူ့အလားကရိုးရိုးရင်ရင်ပြင်ဆင်ဝယ်စားသဖြင့်ပုံမထင်ရှားပေါ်လွင်သည်ကေတာနတ်မောင်ပတုံးကိုတပတ်ချိုထုံးနေရှိပါသည်ဇကဝါရောင်အသားသည်ရှင်မတော်တန်တန်တခါဖြင့်ဝင်ကြွားနေသည်မြခုံမြလုံး နာရန်နှုတ်ခမ်းတို့သည်ရုပ်ရှင်မင်းသမီးမေသိနှင့် တထရာတဲဟုတူပါသည်ကျွန်တော်ကသူ့ကိုလင်းလင်းဟုမခေါ်မေသိဟုကြည်စည်၍ခေါ်ခဲ့သည်ကျွန်တော်တို့အမှတ်တရအစိုးရအထက်တန်းကျောင်းသားတမကနာကျွန်တော်ကညာနာဗလာမူအဖြစ်ရွေးချယ်ခံရပြီစာကြည့်တိုင်းနှင့်နိုင်ရန်ကစာတောင်ကိုတာဝန်ယူရသည်နေကင်းဘစာကြည့်တိုင်းမှာစာအုပ်၅ချိန်တွင်ပြက်ကွက်မှုမရှိအောင်ကျွန်တော်တာဝန်ယူခဲ့သည်တကယ်တော့တာဝန်သိရမဟုတ်ပါ ကျွန်တော်တစ်ဖက်သက်ကြိုက်နေတော့လင်းလင်းဒီစာဖတ်ဝါသနာပါပြီစာကြည့်တိုင်းတို့အမြဲလာနေရှိသောကြောင့်ဖြစ်ပါသည်မမေတဲ့ဒီစာဦးတွေဖတ်ပြီးပြီလားသူများကိုမမေတဲ့လို့မခေါ်ပါနဲ့သူများကရုပ်ရှင်မင်းသမီးမေတဲ့ရှင်းပြတော့မမီပါဘူးတကယ်တူလို့ပါနော်ရုပ်ရှင်မင်းသမီးမေတဲ့ထက်တောင်ပိုသေးတယ်တော်ပြီတော်ပြီသူများမနေတတ်တော့ဘူးကဲဘာစာဦးတွေဖတ်ရမှာလဲ ဟောဒီမှာမေဘူးကွယ်တက်လေရဲ့နောက်တော့အုပ်က မောင်းဘဝညာအလားကွယ်လင်းလင်းကစာအုပ်တွေလှမ်းယူပြီးချုံးလဲ့တော်မြတ်ဝန်းများဖြင့်ကျွန်တော်ကိုကြည့်သည်ကျွန်တော်လည်းညှိုးငဲ့တော်မြတ်ဝန်းများဖြင့်သူ့ကိုပြန်ကြည့်မိသည်လင်းလင်းနှင့်အဖော်ပါလာသောတင်တင်နှင့်မြတ်မြတ်တို့ကဟုနောက်ပြောင်တော်မှတတိယကြသည်လင်းလင်းသည် ချက်ကိုချက်ကန်းဖြင့်စာအုပ်များကိုယူ၍ထွက်သွားသည်ဟိုမှာမင်းသမီးမေတ္တေသွားပြီး မင်းသားကျော်စွေကလိုက်လေနေလို့ဟာတဲ့ဟာတာသနာပြတ်တွေပဲတင်တင်နဲ့မြမြတို့ကရေမောကြီးထွက်သွားခဲ့ကြသည်ကျွန်တော်ဒီစာကြည့်တိုင်းဖွင့်ချိန်တွင်လင်းလင်းကြိုက်တဲ့တော့ဇပယ်ပန်းကလေးများခူးထားပြီလင်းလင်းမြင်သာလောက်သောနေရာတွင်ထားခဲ့သည်လင်းလင်းတင်တင်နဲ့မြမြအပြင်ခင်စန်းနေတို့အဖွဲလည်းရောက်လာကြသည်လရဲစရဲခင်စန်းတင်ကဇပယ်ပန်းကိုတောင်းသည်ဟဲ့ဇပယ်ပန်းနေမှွေးလိုက်တာငါပဲ မင်းကိုပေးလို့မရဘူးဟာလင်းလင်းမှားထားတာကျွန်တော်ကမဝန်မရဲကာကွယ်ပြောလိုက်မိသည်ခင်းဆန်းတင်းကချုံမဲ့ပြီးကိုချိန်တက်သွားသည်တင်းတင်းနဲ့မြမြကတဆက်ခန်းထားကြပြန်သည်လင်းလင်းနေမှားထားတယ်ဆိုမမပြောတဲ့ဘယ်တော့ကမှားထားလာလဲလင်းလင်းကစပယ်များစပယ်ပန်းများကိုကင်လေရဲ့ဒုက္ခရောက်နေတော့ကျွန်တော်ကိုပြုံးကြည့်နေသည်ပြီးမှစပယ်ပန်းများကိုလှမ်းယူလိုက်သည်အော်ဒင်းတို့ကဒီလိုကိုဟာ လှိနေကွာတို့တော်နောက်ကျသွားပြီလင်းလင်းကစပယ်ပန်းများကိုအားရပါရမွေးပြီးယူသွားခဲ့သည်ကျွန်တော်ယင်ထဲမှာဖျားပွဲလှဲ့တယ်လို့ပါပဲဘလို့ပြောမှန်းကိုမသိစာကြည့်တိုက်ထဲတွင်ကျွန်တော်တယောက်တည်းငောင်ရွေးကြံရင်ခဲ့သည်နောက်တော့လင်းလင်းနှင့်ပတ်သက်၍စာပေးရန်တငယ်ချင်းများကမြှောက်ပေးသည်ပေးမည့်စာကိုလက်မခံလက်ခံမခံဆန်းသက်ရန်တငယ်ချင်းများကအကွက်ဆင်ပေးသည်သူတို့ခိုင်းသည့်အတိုင်းကျွန်တော်လှုပ်ခဲ့သည်လင်းလင်းနှင့် နှစ်ယောက်တည်းတွေ့ရအောင်ကြိုးစားရသည်တန်ကောင်းကျင်တော့လင်းလင်းတယောက်တည်းစာကြည့်တိုက်သို့ရောက်လာခဲ့သည်လင်းလင်းတတယောက်တည်းလားဒါဆိုအတော်ပဲဘလို့အတော်ပဲလေအရင်မရှိအဖျားမရှိနဲ့ဩဒီလိုပါလင်းလင်းကိုစာပေးခြင်းလို့လင်းလင်းသည်ပြုံးွှင့်နေရမှာမမျော်လင့်သောစကားကိုကြားလိုက်ရသည်ဖြင့်မျက်နှာတွင်ရှက်သွေးဖြာသွားသည်ဘေးပန်းဝင်ခြင်းကိုလည်းအကဲခတ်လိုက်ပြီးမျက်လွာချလိုက်သည် စာပင်းရင်စိတ်ဆိုးမလားဟင်းအင်းမဆိုးပါဘူးလင်းလင်းကအတန်ခေါအုပ်အုပ်ဖြင့်ထိမ့်ွေဖြေခဲ့သည်ယော့ဒီမှာအမလေးဘာကြီးလဲကျွန်တော်ဒီတန်ငယ်ချင်းများအစီအမံအတိုင်းစာကလေးပေါက်ဆတာကောင်ကိုလင်းလင်းလက်ထဲထည့်လိုက်ရာလင်းလင်းလန့်အော်ပြီးစာကလေးကိုလွှတ်ချ၍ထွက်ပြေးသွားခဲ့သည်အိဒိယဇေယျကိုအကြိုက်မသိတော့ကျွန်တော်တို့ဤကြံစီမှုလုပ်ရသည်မှားယွင်းသွားခဲ့လေပြီ လင်းနဲ့တည်ကြည်စွာတုံ့ပြန်နေသောလင်းလင်းကိုစော်ကားမိသလိုတယောလောင်ပြောင်မိသလိုဖြစ်သွားခဲ့သည် ထိုအချိန်မှစ၍လင်းလင်းသည်ကျွန်တော်ကိုအတွေ့မခံတော့ပေကျွန်တော်သည် တက္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးပြင်မနာမျိုးကိုဆုံခွာခဲ့ရသည်လင်းလင်းစောကန်နှင့်တငယ်ချင်းများကိုကြောခံ၍ကဘာချားသလိုဖြစ်ခဲ့ရလေသည် နှင့်လရက်တွေအလေးလေးပြောင်းခဲ့ပါပြီကျွန်တော်ဒီအမှုတန်းဘဝဖြင့်အနေနဲ့ရရဲ့တို့ပြောင်း၍တာဝန်ထမ်းဆောင်ခဲ့ပြီးရန်ကုန်တို့ပြောင်းခဲ့ရပြန်သည် ရန်ကုန်မြို့၌အရှိဆိုင်သောအစိုးရရုံးကြီးတရုံတွင် အရာရှိအဆင့်ဖြင့်နေသားတကြရှိခဲ့သည်ပန်းတရင်လင်းချင်းဆောင် လူတရင်လူချင်းဆောင်ဆိုသလိုလူချင်းဆောင်ဆိုသလိုကျွန်တော်မျှော်လင့်မထားသောတရင်တစ်ခုကြားခဲ့ရသည်ဘဲဘဝရေဆက်ပထန်းဆက်ကြောင့်မှန်းမသိစိုးကန်နှင့်ပတ်သက်သောတရင်တစ်ခုကျွန်တော်စီရောက်လာခဲ့သည်စိုးကန်သည်ရန်ကုန်မြို့စုံကစားသောက်ဆိုင်ကြီးတစ်ဆိုင်တွင်မန်နေဂျာအဖြစ်လောက်ကိုင်းနေသည်ဟုသိရပါသည်ကုသငယ်ချင်းစိုးကန်ကိုမတွေ့ရတာကြားပြီးဖြစ်သည့်ဖြင့်တွေ့ကျင်လာသည် ထို့ကြောင့်တကူတကသွားတွေ့ခဲ့သည်ကျွန်တော်ကိုတွေ့တော့စိုးကန်းကပြည့်ဖက်ပြီးကြိုဆိုသည်တိဒတ်အခန်းငယ်တဲသို့ခေါ်သွားခဲ့သည်နန္ဒပိုင်းဖြစ်တဲ့ဖြင့်စိုင်းတွင်လူချင်းနေသည်မင်းကိုတွေ့ရတာငါတိတ်ဝမ်းတာတာပဲကွာငါလည်းမင်းတို့ပါပဲစိုးကန်းရာ တွေ့ချင်လို့လာခဲ့တာဗောတို့နေအောင်ထမင်းဆိုင်အေးအေးဆေးစကားပြောကြမယ်ကဲမင်းဘာလဲကတော့ဘာလဲကတော့မလဲကြိုက်တာပြော ဘာမှမတောက်တော့ပါဘူးကွာထမင်းမစားမယ်အရင်တုန်းကလို့ကွာအမဲမစားအရမတောက်ပဲလားကျွန်တော်ခေါင်းငိမ့်ပြလိုက်သည်စိုးကန်းဒီကျွန်တော်ကိုတွေ့ရတဲ့ဖြင့်ရှင်လန်းတက်ကြွနေသည် မနဲ့ဆဲနာရီခွဲရှိသေးသည် သူ့ဘက်ကမှအရက်နဲ့ထွက်နေသည်မျက်နှုံးတွေကနေရဲတွနေသည်မြန်နေချင်းဆိုင်ထိုင်းမီမှာသူ့ရုပ်ကိုတည်တည်ချာချာကြည့်မိသည်စိုးခန့်ကဇပွဲတိုးကောင်လေးကိုတည်တည်ချာချာမှာလိုက်သည် ။စိုးကန်းရုပ်ရည်သည်ရခင်ကလိုမင်းသားရုပ်ရည်မျိုးမဟုတ်တော့ကြစားပြူလာသည်။နတဇက်တွင်သပင်ဖြူတို့ကနေရာယူခဲ့ကြလိမ့်မည်။စီကရက်ညှက်ထားသောလက်ကတဆက်ဆက်တုံရင်သည်။စကားပြောလိုက်ရင်လည်းအနှဲငယ်စွန့်တွန့်တော့ဖြစ်နေသည်။သပွဲတို့ကောင်လေးကသူ့ဆရာစိုးကန်းအတွက်အရက်ပလင်းပန်ခွက်နှင့်အမီးလာချပေးသည်။နောက်ဇပွဲတို့နှစ်ယောက်ကထမင်းပွဲဟင်းပွဲများလာကြပေသည်။ဆိုကံမင်းငါ့ကိုစိတ်ဆိုးလဲငါခံမယ်။ မင်းအရက်တွေဆက်လိုက်တွေချော့ဖို့ကောင်းပြီစားကောင်းရုံလောက်ပါကွာစားကောင်းရုံလဲမနှပ်ပိုင်းမှာတောက်နေပါလားဆက်လိုက်ကလည်းတလိပ်ပြီးတလိပ်ကြာရင်မင်းဒုက္ခဖြစ်လိမ့်မယ်အေးပါကွာတဖြည်းဖြည်းတော့ချော့ပါမယ်သူစဉ်မလားမကန်းကြီးဇပွဲမှာတယ်လီဖုန်းခေါင်းလောင်းတဲ့မိလာတဲ့ဖြင့်ဇပွဲတို့ကောင်းနေတော့ကြိုင်သည်ဆရာဆိုတယ်လီဖုန်းလူစီတဲ့အရေးကြီးတယ်တဲ့တယ်လီဖုန်းကြီးရာတို့ဆိုးခန့်သွား၍ကြိုင်သည် ပြောလူစီကိုကိုပါအခုတော့မလာနိုင်သေးဘူးအလုပ်တွေတိတ်များနေတယ်။ဘာပြောလဲညလာအိတ်ရမယ်။ Okay လာအိတ်ပါမယ်။ပလင်းနဲ့အစင်းနဲ့လောက်ထားနော်။အင်းကောင်းပြီဒါပဲ။စိုးခန့်ဖုံးပြောတန်ကစိုးခန့်ဘဝတစ်စိတ်တစ်ပိုင်းကိုဖွင့်ပြတယ်လို့ဖြစ်နေသည်။စိုးခန့်ကတယ်လီဖုန်းပြောပြီးကျွန်တော်ရှိမှလာထိုင်သည်။အရက်ဖန်ခွက်ကိုတကြိုက်မော့ပြီးစီကရက်တလိုက်ကိုထုတ်၍မင်းကြီးဖွာလိုက်သည်တငယ်ချင်း အာမနာနဲ့နော်ဝါအောင်စားနောက်လဲလာစားဟုတ်ပြီလားစောခန့်မင်းလဲစားလေဟင်းနေအများကြီးပဲစားပါတငယ်ချင်းရငါကစားဖို့စောသေးလို့ကအေးအရက်တွေကြီးပဲလဲတောက်မနေနဲ့ဩအစားလေးပါလေးစားမှကျမကြီးမထိခိုက်မှာကျွန်တော်ဒီစိုးခန့်ကိုကြည့်ပြီးစိတ်မကောင်းတဲ့ဖြစ်ရင်ထမင်းဆက်စားခြင်းစိတ်တွေမရှိတော့ဘူးစိုးခန့်ဒီပြန်မပြောနားမထောင်တဲ့ပုံစံမျိုးဖြစ်နေသည်ထို့စဉ်ဇပွဲတော်ကောင်လေးတယောက်လာပြီးအကြောင်းကြားပြန်သည် ဆရာဧည့်တဲ့တိုးကလေးတဲ့စိုးကနေရာမှာမထခင်ထုံမင်းကလေးလက်ကလေးရောက်လာသည်တိုးကလေးဆိုတော့မင်းကလေးသည်အသက်20ခန်းရှိမည်မျက်နှာတွင် မိကပ်ရောင်စုံချဲထားပြီးစက္ကန့်လုံးကြီးကကြက်ထုံနေသည်ဟိုက်ထားသည့်အင်းကြီးလက်ဘက်ကလည်းမမြင်ဝင့်ကြရာဖြစ်သည်ဟေးဝရန်ပြေကိုလူစိုးကြီးမိပြီ မပြေးနဲ့ဒီတခါညာလို့မရဘူးတိုးကလေးနဲ့တခါတည်းလိုက်ခဲ့ရမယ် အာလိုက်လို့မဖြစ်ဘူးအကိုကြီးအလုပ်တွေများနေတယ်တိုးကလေးရဲ့ဟင်ဟင်မရဘူးမလိုက်ရင်တိုးကလေးငိုပြစ်လိုက်မှာအငဲပေမဲ့လက်ရဲဆက်ရဲဆက်ဆက်ကြဲကလေးပါလားစိုးကန်းတို့လူမျိုးကိုငြိမ်ကုတ်သွားအောင်ကင်နိုင်ဒီမှာတော်ယုံတန်ယုံအရေးရှင်မဟုတ်ပါဘူးကဲတငယ်ချင်းစောင်းခဏလေးလူလာမှစနော်ထိုတိုးကလေးဆိုတော့မင်းကလေးဒီစိုးကန်းရဲ့အခါကိုဖတ်၍ပါသွားလေသည် အငိမ့်တွေကလူရှင်တော်ပြောသလိုငါဝါသနာကကွန်စေးလက်ဖက်အယက်မိမလက်ငါးချောင်းနဲ့ရှိတာပါကွာဆိုတဲ့ကဲ့သို့ဖြစ်နေသည် စင်သေးကိုစီးလိုက်တဲ့ကြီးမိုက်ဖြစ်နေပါလားဆိုခန့်ရင်ကျွန်တော်ဂီတတန်တန်းတစ်လျှောက်တွင်ဒီစင်သေးဂီတပွဲလောက်ဝမ်းသာပီတိဖြစ်เสียဖြစ်တော့ပွဲမျိုးမကြုံဘူးသေးပါဂီတဒါနာပွဲဟူကမမှားပြီရန်ကုန်မြို့ဖောင်ကြီးနေတွင်မယန်းချောင်း ကိုရေးပြယောဂတယ်များဖွံ့ဖြိုးတိုးတက်ရေးစက္ကန်းကြီးထူထောင်ပေးထားသည်ဝေဒနာချင်းမိသားစုများကိုရေးပြယောဂကိုအနိုင်ရခဲ့ကြပြီဖြစ်သည်ကျွန်တော်တို့စာရေးเสียကပြเสียဗီဒသမားများပါဝင်သောအဖွဲ့သည်ဝေဒနာချင်းမိသားစုများစိတ်ဓာတ်ပျော်ရွှင်ရေးဆောင်ရွက်ပေးရန်ကမ်းလှမ်းခဲ့သည်ကျွန်တော်တို့အဖွဲ့လာရောက်ဖျော်ဖြေမည်ဆိုသောအခါမယုံနိုင်တော့အောင်ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ခဲ့ရလေသည်မိသားစုခမ်းမတဲ့တွင်ဘောက်စပီကာကြီးများချ၍အော်ကင်ဘုံ နဲ့ပတ်လွေလေမောကရိယာအပြည့်စုံဖြင့်တီဝိုင်းကမြိုင်ဆိုင်လာသည်ကပြားစရာစာရေးစရာအဆိုတော်များတယောက်ပြီးတယောက်တည်ဆိုကြသည်မိသားစုများထဲမှဝါသနာပါသူများကိုလည်းဖိတ်ခေါ်၍အတူတည်ဆိုကြရာမိသားစုများအံ့ဩဝမ်းသာကြသည်ကျွန်တော်သည်တေးရီသမားတသက်ဖြစ်တော်လဲထိုးပွဲတွင်တက်ရှင်းနှဖုတ်ဆိုပြခဲ့သည်ကျွန်တော်ဆိုပြီးစင်ပေါ်မှဆင်း၍ထိုင်နေစဉ် စခန်းတာဝန်ကြားတဦးမှဧည့်သည်တယောက်ကတွေ့လို့ကြောင်းလာတဲ့တင်းပို့၍သူခေါ်ရာနောက်သို့ထား၍လိုက်သွားမိရာကျွန်တော်တို့ဖြောပြင်းနေသည့်ခန်းမှပဲတရက်ပင်အောက်တွင်လူတယောက်ရက်ဆောင်နေသည်ကိုတွေ့ရသည်ထို့သူသည်ကျွန်တော်မျက်နှာကိုတည်တည်ချာချာကြည့်ပြီးမျက်ရည်များဝိုင်းနေသည်ထို့သူကိုမျက်ရည်လည်ရွယ်တွေ့လိုက်ရသည်ဖြင့်စိတ်မကောင်းဖြစ်မိသည်ကျွန်တော်ဘာများကူညီပေးရမလဲခမညာထိုကိုရေးပြားယောဂသင်သည်စကားများပြောကျင်တော်လဲနှုတ်မမထွက်ပဲဆွန့်ဆွန့်ဆူဆူကြီးဖြစ်နေနေချာသည် လိုတာပြောလိုတာပြောပါအမနာပါနဲ့မင်းဘဝကမပြောင်းလဲသေးဘူးငါဘဝကအလုံးပြောင်းသွားပြီလူတော်မတွေ့ရဲအောင်ကိုကိုယူနေခဲ့ရပြီထို့လူကယူကြုံမရအခြားကြီးတဲ့ငင်ကိုရှားလိုက်သည်သူတို့ကလုံးကိုရှုံ၍အကဲခတ်၍ကြီးလိုက်မိသည်သပင်များကကြိုးတို့ကျတဲ့မျက်နှာတစ်ခုလုံးအဖူးပွေများဖြင့်ပြည့်နေသည်နှာခေါင်းဝကလန်းနေသည်နှုတ်ခမ်းဆောင်ကကွဲအပ်နေပြီးလက်ချောင်းများကတူတာတူကွေးတာကွေးဖြစ်နေသည် ရှေ့တော့တွင်ကင်းဘက်ဖနက်စီထား၍ရှေ့ကြောင်းများကိုကမမြင်ရပေဘဝဆိုတာဒီလိုပဲပေါ့ဗျာတိတ်စိတ်မကောင်းဖြစ်မနေပါနဲ့ခမရတို့ဝေဒနာတွေလည်းပျောက်ကုန်ပြီပဲတရားနဲ့ဖြေမပေါ့ဗျာငါယုတ်ကမင်းမင်းမမှတ်မိတော့အောင်ဖြစ်သွားပြီငါငါမင်းမင်းတငယ်ချင်းဆိုးခံပါကွာဘာဘာပြောတယ် ျွန်တော်စိတ်အစဉ်သည်စัจ java လာအပြင်ဘက်သို့လွင့်ဆင်သွားကြပြီဟုထင်ခဲ့သည်ထိုင်းလန့်တုံလောက်ပြီးရင်းတွေတတိန်တိန်ခုန်နေမိသည်မင်းမင်းဆိုဆိုကတကယ်တကယ်ဟုတ်ရလားဟုတ်ပါနဲ့တကယ်ချင်းဟာဆိုခန့်လူချုပ်လူပွေကြီးဆိုခန့်မှာကွာဟာဖြစ်မှာဖြစ်ရလေဆိုခန့်ရရုတ်တရက်ငါမမှတ်မိတာခွင့်လွတ်တော့ဒုနေ့အောင် မတွေ့ဖြစ်တာလဲ15နှစ်လောက်ရှိခဲ့ပြီပဲ စိုးကန်းရုပ်ကိုစစ်စစ်ဆဆကြည့်မိရာတတက်ကလေးမအပါ ရခင်စိုးကန်း၏သပင်မျက်ခုံးမျက်လုံးနှာရန်နှုတ်ခမ်းတို့ဘာမှမရှိတော့ကျွန်တော်သူ့ကိုမမှတ်မိဒီမှာအဆမ်းမဟုတ်ပေအချာသူ့မိတ်ဆွေများမိသူများမှတ်မိနိုင်မည်မဟုတ်ပါတကယ်ချင်းဘာမှစိတ်ပြတ်အားငယ်မနေနဲ့ဘဝဆိုတာကံစီမရာအတိုင်းပဲဖြစ်ကြရတာပါငါငါငါမပြည့်နဲ့ငါခံရဲပါတယ်ငါဝမ်းမနေပါဘူးကွာ ကိုင်းတငယ်ချင်းအခုငါငါဘာလုပ်ပေးရမလဲလောလောဆယ်ငါမှပါတဲ့ငွေပေးခဲ့မယ်ကျွန်တော်ကအင်းကြီးအထက်တွေပါသောငွေကိုထုတ်ပြီးသူ့ကိုပေးသည် စိုးခန်းကမယူပဲဇိုးအတင်းညင်းတဲ့ဖြင့်သူ့အင်းကြီးအိတ်ကတ်ထဲထည့်ပေးလိုက်သည်ငါဘယ်မိတ်ဆွေဘယ်တငယ်ချင်းမှထွက်မတွေ့ဘူးမင်းမို့လို့တမင်တကာတွေ့တာအကြောင်းရှိလို့စိုးပါဝန်တငယ်ချင်းဘလို့အကြောင်းရင်းမရလဲဒီလိုပါကွာចောင်းသားဘဝကလေးကစိကရက်တောက်တယ်မိမပွေတယ် မင်းကလေးချေချောဆိုရင်အချိန်ကုန်ငွေကုန်ခံပြီးရအောင်ယူတာမင်းတို့အသိပဲဓာတ်တွေထားလိုက်ပါတော့ကွာပြီးခဲ့တာပြီးခဲ့ပြီပဲစိတ်မကောင်းဖြစ်စရာတွေပြန်ပြီးတော့မတူးဖော်ပါတော့နဲ့ကွာလက်ရှိဘဝကနေဘာဆက်လုပ်ကြမလဲဆိုတာသာတွေးကြရအောင်ငါငါရည်ရွယ်ချက်ကဒီလိုကွာမင်းကတရှင်ရေးစရာ စာရေးစရာဆိုတော့အရက်ဆွဲဆဲလိတ်ဆွဲမိမလိုက်ဆဲလိုက်စားရကရက်ွက်ထဲမျက်နှာမပြရေးတဲ့ငါရဲ့အနုဘဝရောက်ခဲ့ရပုံကို လူငယ်လူရွယ်များသိမြင်ဆင်ခြင်နိုင်အောင်ဂီတစာပေဂီတနဲ့ပညာပေထုတ်ဖော်ပေးစမှာကွာအဲ့ဒါပါပဲငါသွားမယ်စိုးကန်းဒီအုတ်ထုတ်ကိုငိုင်းငိုင်ဆောင်ပြီးဒုတ်ောက်တချောင်းထောက်၍ထောနဲ့ထောနဲ့ခြေလမ်းများဖြင့်ကြောခိုင်းသွားသည်စိုးကန်းဒီပန်းစိတ်တင်သောလက်ပြတကောင်နဲ့တူပါသည် ပန်းရောင်းစုံတော်မှာကျင်းလည်နေသောလက်ပြတကောင်ပန်းပောင်းဝင့်မုံဝိရီတောက်သုံးရာမှာအစိတ်ရှိသောပန်းဝင့်မုံကို စားမိတဲ့ဖြင့်အစိတ်တဲ့ကလူတော်မတို့ရဲ့ဒီဘဝသို့ရောက်ခဲ့ရသည်ကျွန်တော်ယင်ထဲတွင်ဝမ်းနေကြေကွဲမှုနာကြီးမှုများဖြင့်စူပွက်နေပါသည်စိုးခန့်ကိုလမ်းကြည့်ရင်ယင်ထဲ၌အောင်အီတိမ့်စေတာသောဝေဒနာကိုတိုးတိုးညင်းညင်းပြောလိုက်မိပါသည် ငါငါခွင့်လွတ်ပါတယ်ဆုခန့်ရဲ့ပြင်မနာမြင်နဲ့ဝေးရရောက်ဝေးရရောက်မှကြားရတဲ့တဲ့ရင်ကြောင့်နှစ်တွေကြာပေမဲ့အရှိဝေဒနာလိုခံစားနေရတာတခုရှိတယ်မင်းအနေနဲ့ဘယ်နှယောက်မြောက်ရည်စားမှန်းသိမှာမဟုတ်ပါဘူးမင်းကြောရရုံကြံပြီးပြန်မကြည့်ခဲ့လို့ဘဝပြတ်သွားတဲ့လင်းလင်းဆိုတဲ့မိန်းကလေးဟာ တခါကငါရည်မှန်းထားတဲ့တဲဥပန်းမစွခင်ကလက်လွတ်ခဲ့ရတဲ့ ရင်းမအမျက်တနိုးပြုတ်ခဲ့တဲ့ပန်းကလေးဆိုတာမင်းသိရင်ဘလို့ဘလို့ခန်းစားရမလဲတငယ်ချင်းရဲ့ပြင်မနာမြင်လိုက်ဟုတ်ကဲ့ပါခင်ဗျာဝိထုတို့လေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိန်တစ်ပါးရှင်လန်းချမ်းမြေ့ကြကဘေးပရာအပေါင်းမှကင်းဝေးကြပါသည်ခင်ဗျာ